ကျောက်ဖြူဟာပထဝီနိုင်ငံရေးနဲ့စေရေးအရအလွန်အရေးပါတဲ့ဗျူဟာမြောက်ဒေသတစ်ခုပါ။အာရခတတ်တော်အေအေကဒညဝတီရေတပ်ဌာနချုပ်အပအဝင်စစ်ကောင်စီတပ်ရင်းတွေကိုပြည်ပထက်တာထိုးစစ်ဆင်နေတာကိုတွေ့ရပါတယ်။စစ်ကောင်စီကလည်းအားဖြည့်ဖို့ဘလောက်ပဲစူးစမ်းစူးစမ်းထိရောက်မှုမရှိတဲ့အခြေအနေဖြစ်နေပါတယ်။ဒါအပြစ်မှာကိုရခိုင်တပ်သားမိသားစုတွေကိုဖိနှိပ်တာဆက်သွယ်ရေးဖြတ်တောက်တာတွေကစစ်အုပ်ချုပ်ရေးရန်တရားရဲ့ကြာဆုံးမှုကိုပေါ်ပြနေတာဖြစ်ပါတယ်။အထူးသဖြင့်အကြောက်ဖြူဟာတရုတ်ရင်းနှီးစစ်ကောင် ီမံခဲတွေရှိတဲ့နေရာဖြစ်လို့အာရခတတ်တော်တို့အတွက်တော့ဒီဒေသမှာလှောက်ရှားလာတာတွေဟာအနာဂတ်အတွက်ပေါက်ပတ်တစုံထပ်ပြီးတော့ပွားလာတာနဲ့တူပါတယ်။ဒါဟာမြန်မာဒေါ်လာရေးအတွက်ရော AA တို့အတွက်ရောဘီယူဟာမြောက်ခြေလံအစ်တစ်ခုဖြစ်ပါတယ်။ဒါပြင်မှာကိုမကွေးတိုင်းငဖဲမျိုးနယ်မှာလည်း AA ပူပေါက်တက်တွေကကပ္ပဆ14လက်နက်စက်ရုံနာအထိကိုဝင်ရောက်တိုက်ခိုက်နေတာသိရပါတယ်။စက်ရုံနာအထိလက်နက်ကြီးတွေကြားရောက်တဲ့ဆိုတာကတော်လာရေးရဲ့ထိုးပေါက်နိုင်စွာဘလောက်တောင်တိုးလာပြီလဲဆိုတာပြနေတာဖြစ်ပါတယ်။ မဖဲလို့စည်ရပစ္စည်းထုတ်လို့ရဘဟုကို ထိုးဖောက်နိုင်တာဟာဒီဟာလမ်းကြောင်းအစ်တတစ်ခုအဖြစ်ပေါ်ထွက်လာနိုင်တယ်ဆိုတော့ပြောလို့ရပါတယ် AR ဒီတိုင်း၄မိနစ်နောက်ဘက်မှာဇော်လာ၁၈ရက်နေ့တန်နုကုံရဲကိစခန်းကို AA နဲ့ပူပေါင်းတပ်တွေကတိုက်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်ဒါဟာမြောက်ဆန်းအမြောက်တပ်ကိုရောက်ဖို့မဟာဗျူဟာမြောက်တိုးဝင်လာတဲ့အခြေလက်တစ်ခုလည်းဖြစ်ပါတယ်စကိုင်းတိုင်းဘက်မှာကြည့်ရမယ်ဆိုရင် စကိုင်းတိုင်းပလက်စစ်ကောက်စီက M70 ရဟရင်နဲ့ ရိတ်ခါခဲရန်ဖြစ်တာကို MI35 နဲ့ကင်းထောက်ပြီးပို့နေရတဲ့အခြေအနေဖြစ်ပါတယ်။အဲ့လိုတတိထားလုံးနေပေမဲ့လည်းမုံရွာမန္တလေးလမ်းပိုင်းမှာစစ်ဘုံ၅ဦးစီးလာတဲ့ကားကိုကြားဖြတ်တိုက်ခိုက်ပြီးတော့လက်နက်၅လက်တိုက်စီးနိုင်ခဲ့ပါတယ်။နောက်ပြန်ကန်တော့ရဲစခန်းကိုတိုက်နေတဲ့ PA တို့ကလည်းတိုက်ပိုက်နိုင်ခဲ့ပြီလို့ကြားရပါတယ်။မန္တလေးတိုင်းတပိတ်ကျေးဘက်မှာကမ်ဘလူကနေစပန်ကိုရွာတဲကိုအင်အား၃၀၀ခန်းနဲ့စစ်ကြောထိုးဖို့ကြိုးပမ်းနေတာရှိပါတယ်။ တတကဆက်သုံးလို့ခေါ်တဲ့တမတော်တမ်းမြစ်လေးချင်ရေချောင်းကိုလေချောင်းကလေဒိခါလေခဲရလေ160တထုပ်ချပေးခဲ့တယ်လို့စီရန်ဘူကြီးကိုစင်ရောင်ကတုံးတက်ထားတာရှိပါတယ်။ဒါဟာဖော်တော်ဝါဖြူတောင်ထိတက်ဖြတ်နိုင်ဖို့ကြိုးစားတဲ့အခြေအနေလို့သူကဆိုပါတယ်။ကချင်ပြည်နယ်ဘက်ကိုတစ်ချက်ကြည့်အောင်ပါ။ကချင်ပြည်နယ်ဖားကတ်မော်စီစာတောင်ပေါ်ကျောင်းမှာ KIA နဲ့ပူးပေါက်တက်တယ်ဝင်ပြီးတော့တိုက်ခိုက်စီးနင်းတာကြောင့်တမတ်33ရက် G2 စစ်ဦးစီးမှုဒုတိယတန်းအဆင့် ေဂျာဖြိုးစော့တက်ကြာဆုံးခဲ့တယ်လို့ကိုစင်အောင်တင်ပြထားတာရှိပါတယ်။ဘကိုတိုင်းတက်ကိုတစ်ချက်ကြည့်မယ်ဆိုရင်တော့ဘကိုတိုင်းအနောက်ချမ်းမင်းလစစ်ကွင်းတောင်ချေတိုက်ပွဲမှာစစ်ကြောင်းမှု G1 စစ်ဦးစီးမှုပထမဒဏ်2ဦး G2 စစ်ဦးစီးမှုမေဂျာတဦးနဲ့ရဲစခန်းမှု2ဦးတို့ကြာဆုံးခဲ့တဲ့အထိတိုက်ပွဲဝင်နိုင်ခဲ့တာသိရပါတယ်။မွန်ပြည်နယ်မော်လမြိုင်မုတုံပြည်တွင်းစီတင်တင်းဖောတွေသာရှိပေမဲ့မုတုံမြို့နယ် ကော့ပြန်ကြေးရွာမှာတန်ချိန်များစွာတူလောင်နေတဲ့စီကံကြီးတွေတိဆောက်ပြည်စည်းနေတာကိုတွေ့ရပါတယ်။ကားပြင်ကရုံးပေါ်ရေနှက်စက်ကန်းကိုစစ်တင်းဖောက်တွေအဝင်ထွက်များနေတာဟာနေရင်စီတူလောင်ကံတွေရှိနိုင်တဲ့ဆိုတဲ့ခံမှန်းချက်ကိုကျွန်တော်တို့ပို့ပြီးတော့အားဖြစ်ပေးတဲ့သဘောတွေ့ရပါတယ်။ကျွန်တော်ပြောခဲ့ပါတယ်မော်လမြတ်ဘက်မှပြင်ဆင်မှုတွေရှိနေတဲ့ထူးခြားချက်တွေရှိနေတယ်လို့တတိပေးတင်ပြခဲ့တာရှိပါတယ်။ ရှမ်းမြောက်နောက်ထုံးမှာလည်းဒီကနေ့ဇွန်လ19ရက်မှာတိုက်ပွဲအပြင်းထန်ဆုံးအဆင့်ကိုရောက်နေတယ်လို့သိရပါတယ်။နှစ်ဖက်စလုံးကလက်လက်ငယ်လက်လက်ကြီးဒရုန်းတွေနဲ့တိုက်ခိုက်နေခဲ့ကြတာဖြစ်ပါလေ။အာလတိတ်စစ်တပ်စစ်ကြောင်းပြန်ဆုတ်သွားခဲ့ရတယ်လို့လည်းကိုယ်စီရင်တင်ပြထားတာရှိပါတယ်။တိုင်းတာအဖွဲ့တွေကမိမိဒေသကိုမိမိစီမံအုပ်ချုပ်နိုင်မဲ့ဖက်ဒရယ်ပုံစံကိုလက်လက်ကိုက်တိုက်ပွဲနဲ့ပေါ်ဆောင်လာနိုင်ခဲ့တဲ့အခြေအနေပေါ်ပေါက်လာနေတာကိုရှင်းရှင်းလင်းလင်းမြင်ရမှာဖြစ်ပါတယ်။ဒီစည်ရေးတည်င်းချံကိုညီကိုချော့မယ်ဆိုရင်မြမတော်လာရေးဟာ ိချတာတခုကတော့လက်နဲ့ကြိုက်တိုက်ပွဲတက်တက်တော့မဟုတ်တော့ပါဘူး။မျိုးကိုတိလူကိုတိတဲ့တော်လိုက်တိရဖြစ်လာပါပြီ။အဲ့တော့ကြောက်ဖြူတို့ငဖဲတို့တိုက်ပွဲတွေကဒီချီလန်းတွေရဲ့တက်သေးပြီပါပဲ။ပြည်သူလူထုကိုမျက်နှာမူပြီးမျိုးကိုတိတဲ့လူကိုတိတဲ့တော်လိုက်ရေးဟာအောင်မြင်မှာပါ။ကျွန်တော်မဲဆွေဒီအနေနဲ့ရောဒီတိုက်ပွဲတွေပေါ်မှာဘယ်လိုမြင်လဲဆိုတာကွန်မန့်မှာရေးခဲ့ပေးပါ။ စစ်ကောင်စီဟာ2024 2025ဘန်နာရေးနှစ်အတွက်အခွန်ဥပဒေကြမ်းအစ်စ်ကိုထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။ဒီဥပဒေကြမ်းကိုကြီးလိုက်တာနဲ့စစ်ကောင်စီမင်းအောင်လာရင်သူ့ရဲ့အာဏာကိုစုပ်ကင်ထားနိုင်ဖို့တော်လှန်ရေးကိုဖြိုခွဲဖို့ဘယ်လောက်အထိယူသွင်းနေလဲဆိုတာပေါ်လွင်ပါလေ။အရင်ကပြည်သူတွေရဲ့ဝင်ငွေ၊အိမ်ချမ်းမြေ၊ရွှေစိတ်အစားရှိတဲ့ပိုင်ဆိုင်မှုတွေကိုကျင်ညာပြီးအခွန်ဆောင်ရမယ့်ကိစ္စတွေမှာပေးခဲ့တဲ့ကင်းလွတ်ခွင့်တွေအားလုံးကိုဖျက်သိမ်းလိုက်ပါလေ။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေတိုးတက်စေရဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့စစ်ကောင်စီခေါင်းဆောင်တွေနဲ့သူတို့နဲ့ပတ်သက်တဲ့လုပ်ငန်းရှင်တွေရဲ့တရားမဝင်ရင်းနှီးမြှုပ်နှံမှုတွေကိုတရားဝင်အောင်လုပ်နေတဲ့သဘောဖြစ်ပါတယ်။ဒီဥပဒေကြမ်းကဘာကိုပြောင်းနေလဲဆိုရင်စစ်ကောင်စီရဲ့ငွေကြေးခေါ်ချောင်းမှုဒါဟာတရားမဝင်ငွေတွေကိုတရားဝင်ဖြစ်အောင်လုပ်တဲ့ငွေပြူလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ငွေမဲတွေကိုအခွန်ငွေအဖြစ်အသွင်ပြောင်းပြီးတော့လုပ်ငန်းအသစ်တွေတည်ထောင်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ရင်းနှီးနှုန်းနှောက်ခွင့်ပြုတော့ဖြစ်ပါလေ။တော့ဟာရှင်းပါလေ။သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေပုံမူခိုင်မာကြီးပွားလာအောင်လှုပ်ဆောင်နေတာပဲဖြစ်ပါလေ။ပြည်သူတွေအတွက်လို့တော့စကားခင်းတာပုံစံဖော်ထားတယ်လို့ထင်ရပေမဲ့တကယ်တမ်းကျတော့သူတို့အချင်းချင်းအခွင့်အရေးပေးတဲ့အကိစ္စရပ်တွေမှာအတုံးချဖို့ဖြစ်ပါလေ။ဒါဘို့ပြည်သူပန်တော်လို့သူတို့ခေါ်ပေးမယ်လက်တွေ့မှာတော့စစ်ကောင်းဆောင်တွေရဲ့အိတ်တဲကိုပဲပြန်ရောက်တော့မှဖြစ်ပါတယ်ဒီလိုရဟာစစ်ကောင်းစီရဲ့ ရှင်သာရတ္တိရဲ့အတွက်မရှိမဖြစ်လိုအပ်နေတဲ့ငွေကြေးတွေကိုဘယ်လိုနည်းနဲ့မဆိုးရှာဖွေနေရဆိုတာကိုပြသနေတာဖြစ်ပါတယ်။ဒေါ်လာကြီးရန်ပုံငွေတွေကိုဖျက်တားဖို့စူးစမ်းရင်းသူတို့ရဲ့စီးပွားရေးမတည်ငြိမ်မှုတွေကိုအခွန်ဥပဒေအတင်းနဲ့ဖောက်ပတ်နေတဲ့အခြေအနေကိုပြောချင်တာပါ။ဒီလိုအခြေအနေမှာမြန်မာဒေါ်လာရေးကိုထောက်ခံသူတွေအနေနဲ့ဒီဥပဒေအသစ်ရဲ့နောက်ကွယ်ကအတိတ်ဘက်ကိုတည်တည်ကြကြနားလည်ဖို့လိုအပ်ပါတယ်။စစ်ကောက်စီဟာစီးပွားရေးဖိအားတွေကြောင့်ဘလောက်အထိအကျရိုက်နေပြီလဲပြည်သူတွေရဲ့ငွေကြေးကိုဘလို့နီလန်မျိုးစုံနဲ့ ချဲ့လက်နေလဲဆိုတာကိုဒီဥပဒေကြားကိုလေ့လာရင်ထင်ဟပြသနေတာဖြစ်ပါတယ်။ဒီလိုမတရားမှုတွေကိုရပ်တန့်ဖို့ဆိုတာကတော်လိုင်းအောင်ပွဲတစ်ခုတည်းကသာအဖြစ်ဖြစ်ပါတယ်။ဒီနေ့ဇွန်လ19ရက်နေ့ဟာမြန်မာဒီမိုကရေစီကောင်စာတော်အောင်ဆန်းစုကြည်ရဲ့အသက်၈၀ပြည့်မွေးနေ့ဖြစ်ပါတယ်။စစ်အုပ်စုရဲ့မတရားဖမ်းဆီးချုံနောက်မှုကြောင့်တော့မှမြန်မာပြည်သူတွေရဲ့အရင်ထက်မှသူမအပေါ်ထားတဲ့မေတ္တာလေးစားမှုနဲ့ထောက်ခံမှုတွေဟာတစ်စက်ကလေးမှ ရောမတော်ပဲအပြေဝရှိနေဆဲဖြစ်ပါတယ်။ဒါဟာစေအုပ်စုရဲ့ပြည်နှိမ်မှုတွေဘလောက်ပဲပြင်းထန်ပါစေပြည်သူဆန္ဒကိုဘယ်တော့မှချိန်မုံးလို့မရဘူးဆိုတဲ့သက်တည်ပြနေတာပါပဲ။ဒေါ်ဆဆုကြည်ရဲ့ခန္ဓာကြီးအားနဲ့ပြည်သူထောက်ခံမှုဟာမြန်မာနေဦးတော်လှန်ရေးကိုဆက်လက်မောင်းနေနေတဲ့အဓိကစွမ်းအင်တစ်ခုလို့လည်းပြောလို့ရပါတယ်။အမှန်တရားနဲ့တရားမျှတမှုအတွက်ရည်တည်တဲ့အခါမှာဘယ်ပြည်နှိမ်မှုကမှပြည်သူဆန္ဒကိုချုပ်ချယ်လို့မရဘူးဆိုတဲ့သမိုင်းသင်ခန်းစာကိုသူမရဲ့ဘဝကနေရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ ဒေါ်သစုကြည်ဟာဒုတိယကမ္ဘာစစ်ပြီးခါနီမှာမွေးဖောက်ခဲ့ပြီးတော့မြန်မာလွတ်လပ်ရေးပြည်သူ့ကဗိုလ်ချုပ်အစိုးရတမိလည်းဖြစ်ပါတယ်။ဖောက်ခဲ့လောက်ကြခံရပြီးတဲ့နောက်မှာနိုင်ငံရေးလမ်းကြီးရတွေကြားမှာမိခင်ဖြစ်သူကတာသမီတွေကိုလူလားမြောက်အောင်ကြိုးစားခဲ့ရတာဖြစ်ပါတယ်။မြန်မာတမိုင်းမှာတရားဝင်အာဏာရယူနိုင်ခဲ့တဲ့တဦးတက်တော့အမျိုးသမီးကောင်းဆောင်အဖြစ်လဲဒီမှာဟာရပ်တည်နေတာဖြစ်ပါတယ်။ဒီမှာရဘဝလမ်းကြောင်းဟာမြန်မာနိုင်ငံရဲ့အချိုးကွိတိုင်းမှာပြည်သူနဲ့အတူရပ်တည်ခဲ့တဲ့တမိုင်းမတ်တိုင်တစ်ခုလည်းဖြစ်နေဆဲပါပဲ။ ပြီးခဲ့တဲ့ match လ28ရက်နေ့2025ပြင်းထန်တဲ့ငလျင်လောက်ခတ်မှုကြောင့်ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘက်ဖက်လက်မောင်းတန်ရရောက်ခဲ့တဲ့ဆိုပြီးတော့ Su Foundation ကလည်းထုတ်ပြန်ခဲ့ပါတယ်။သူမကိုအချင်းချတာတဲ့အဆောက်အအုံပျက်စီးခဲ့တာကြောင့်ထိခိုက်တန်ရရောက်ခဲ့တာလို့နားလည်ရပေမဲ့ဘယ်လိုမိသားစုဝင် ရှင်းနေနဲ့မှတွေ့ခွင့်မပေးထားတာကြောင့်အဲ့ဒီအချက်ကအတိပြုဖို့အခက်ခဲနေစေဖြစ်ပါတယ်။ဆက်အပ်တော့တိတ်ပြီးချိန်ကစလို့ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးနဲ့အခြေအနေတွေဟာဆေးအုပ်စုရဲ့ လောကတည်အမောင်ချတာချင်းခံနေရတာဖြစ်ပါတယ်။ဒါကြောင့်လက်မောက်တရရရှိမှုအပေါ်ထောင်တွင်းမှာအသက်အန္တရာယ်ရှိနိုင်တဲ့အထိစိုးရရတယ်လို့ဒီမားရဲ့ရှင်းလင်းတွေကပြောကြားထားပါတယ်။စီပွားရေးအကြံပေးပါမခအရှောက်တာနိုင်ငံလည်းထောင်တွင်းမှာလုံလောက်တဲ့စေကူသားခွင့်ရမှာမဟုတ်ဘူးလို့တတိပေးထားပါတယ်။ဒီလိုပွင့်လင်းမြင်တော်မှုမရှိတဲ့လောက်ရတွေဟာစေအုပ်စုရဲ့လူခွင့်ရချိုးဖောက်မှုတွေပို့ပြီးပေါ်လွင်စေပါတယ်။တော်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့မှာ Superfoundation ရဲ့ကျမ်းမာရေးအခြေအနေထောက်ပြချက်ကုလသမဂ္ဂ တော်အစစူးကြီးအပါဝင်မတရားဖန်ဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားအလို့ကိုချက်ချင်းပြန်လောပေးဖို့ကိုလည်းတောင်းဆိုနေတာဖြစ်ပါတယ်။ဆူဖောင်ဒေးရှင်းဥက္ကဋ္ဌကတော်အစစူးကြီးရဲ့အကြမ်းမရေးနဲ့ဒုက္ခချမ်းသာအတွက်ကျွန်တော်တို့အထူးဆိုရင်မိပါတယ်။ဒီမှာအသက်80ပြည့်မွေးနေ့မှာမြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံရေးအကျဉ်းသားအများအလုံးချက်ချင်းလွတ်မြောက်ပေးဖို့တောင်းဆိုပါတယ်လို့လည်းတိုက်တွန်းခဲ့ပါတယ်။ဒီမှာရဲ့အရှိန်အဟုန်တွေကလည်းဒီမှာထောင်ထဲမှာတည်ဆုပ်သွားမှာကိုကဘာကလေးလူရှုထားမဲ့ဆိုပြီးအလေးအနက်ဆိုရင်မိပါတယ်လို့ လင်ဟာပြောဆိုထားခဲ့ပါတယ်2021ခုနှစ်ကတည်းကတော်အောင်ဆန်းစုကြည်ဟာလွတ်လပ်မှုဆုံးရှုံးခဲ့ပြီးတော့သူမရဲ့ဘဝတက်တန်း15နှစ်2008-2023အထိလွတ်လပ်ခွင့်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်လေးနှစ်တကာလအတွင်းစစ်အုပ်စုဟာဒီမိုကရေစီဖြစ်စဉ်ကိုအကြမ်းဖက်ဖြိုခွင်းပြီးတော်အောင်ဆန်းစုကြည်တမန်တော်ဦးဝင်းမြတ်အပအဝင် NLD အဖွဲ့ဝင်ထောင်ပေါင်းများစွာအယက်သားတွေနဲ့တရင်သမားတွေကိုလည်းဖမ်းဆီးချုံနောက်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်အယက်သားတွေပေါ်လူတပ်မှုတွေနဲ့အကြမ်းဖက်မှုတွေလည်းကျူးလွန်ခဲ့ပါတယ်။ ဆူဖောက်ဒေးရှင်းကမြန်မာနိုင်ငံမှာတရားဥပဒေရဲ့အခြေခံမှုတွေကိုလေးစားဖို့နိုင်ငံတကာအသိုင်းအဝိုင်းကိုတောင်းဆိုပါတဲ့လို့တိုက်တွန်းထားပါတယ်။အဲ့ဒီအခြေအနေတွေကမြန်မာဒီမိုကရေစီရေးအတွက်ဘယ်လောက်ထိအရေးကြီးနေသေးလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေတာဖြစ်ပါတယ်။ပြည်သူတွေရဲ့စီလုံးညညုံမှုနဲ့နိုင်ငံတကာရဲ့ဖိအားတွေဒီထက်ပိုပြီးပြင်းထန်လာမှသာပဲအမှန်တရားကိုဖော်ထုတ်ပြီးတရားမျှတမှုကိုစောင့်ကြည့်လို့ရမှာပါ။မြန်မာ့ຫນွေဥတော်လာကြီးကဒေါ်အောင်ဆန်းစုကြည်ရဲ့ခန္ဓာကြီးအားနဲ့ပြည်သူလူထုရဲ့ဆွန့်လွတ်အနစ်နာခံမှုတွေပေါ်မှာအခြေခံပြီးတော့ဆက်လက်တိုက်ပွဲဝင်နေအောင်မှဖြစ်ပါတယ်။ ထိုင်းနိုင်ငံရေးဟာအခုရက်ပိုင်းအတွင်းမှာအတော်လေးလှုပ်ခတ်နေပါတယ်။ထိုင်းဝန်ကြီးချုပ်ပေထုတ်တန်ကကမ္ဘောဒီးယားဝန်ကြီးချုပ်ဟာဟွန်ဆန်တို့နဲ့ဖုန်းပြောဆိုမှုမှတန်းဖိုင်ပေါက်ကြားခဲ့တာကထိုင်းပြည်တွင်းမှာနိုင်ငံရေးမတည်ငြိမ်မှုတွေကိုပိုပြီးမြင့်တက်စေခဲ့ပါတယ်။ပေထုတ်တန်အနေနဲ့ဖြောက်ချခံရနိုင်တဲ့ PR တွေကြုံနေရတယ်လို့ဆိုရမှာပါပဲ။ဒီပြက်ကရိုးရိုးဖုံးခေါ်ဆိုမှုတစ်ခုမဟုတ်ပါဘူး။ထိုင်းနိုင်ငံရဲ့အမြင့်တွက်နေတဲ့အကြက်တဲတွေကိုထင်ဟပြသနေတာဖြစ်ပါလေ။အဲ့ဒီခြေအနေတွေကိုသိချာဆန်းစစ်ကြည့်ရင်ထိုင်းနိုင်ငံရဲ့ဖြစ်စဉ်တွေထဲမှာ စစ်တပ်နဲ့တော်ဝင်နန်းတော်ရဲ့ဩဇာလွှမ်းမိုးမှုကဘလောက်အထိကြီးမားနေသေးလဲဆိုတာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ထိုင်းဝန်ကြီးချုပ်ပီထိုတန်ရဲ့လောက်ရကိုဝန်ထမ်းသူတွေကသူ့အနေနဲ့ကမ္ဘောဒီးယားကိုဖောက်ဆဲရမှာဘရင်ရဲ့ခွင့်ပြုချက်မယူခဲ့တာဟာဖွဲ့စည်းပုတ်အခြေခံဥပဒေကိုချိုးဖောက်တယ်လို့ဆော်ဆွဲတာဖြစ်ပါတယ်။ဒီချက်ကထိုင်းနိုင်ငံရဲ့နိုင်ငံခြားရေးမှုဝါဒကိုဘရင်ကပဲအဆုတ်ဖြတ်ပေးနိုင်တယ်ဆိုတဲ့အယူအဆနဲ့တိုက်ရိုက်ချိန်ဆက်နေတာပါ။ တဟာရွေးကောက်ခံအစိုးရတရရဲ့အချုပ်ချအာဏာကိုစိတ်ခေါ်နေတဲ့အခြေအနေဖြစ်ပါတယ်ဒီကိစ္စမှာဘရင်စနစ်နဲ့ဒီမိုကရေစီအကြမ်းမှာနေရှိလာများတင်းမာနေတဲ့ပဋိပက္ခကိုလည်းရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ပါတယ်ပုတ်ထိုင်းပါတီဟာပြည်သူ့စံတော်နဲ့အနိုင်ရခဲ့ပေမဲ့အာဏာရပြီးတဲ့နောက်မှာတော့ကာကွယ်ဝင်ကြီးနေရကိုစစ်တပ်လက်ထက်ပေးခဲ့ရသလိုတော်ဝင်နန်းတော်နဲ့လည်းပေါ်တိုင်မှုတွေရှိနေခဲ့ပါတယ်အခုချိန်မှာတော့ဝင်ကြီးချုပ်ပေတုတန်ကိုနိုင်ငံတော်တိဆောက်ဖောက်ဖြစ်ပုံဖို့ဖို့ဂျူပန်းနေတာဟာ ဘရင်စနစ်နဲ့စစ်တပ်ကရွေးချယ်ခံအစိုးရအပေါ်မှာဖိအားပေးနေတာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ဒီကနေ့ဇော်လာ၁၉ရက်နေ့မှာဝန်ကြီးချုပ်ပေထောက်တန်ကအထိုင်းပြည်သူတွေကိုတောင်းပန်ခဲ့ပြီးတော့ဒီကိစ္စကိုစစ်တပ်နဲ့လည်းရှင်းလင်းပြီးပါပြီလို့ပြောခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ညွန်ပေါင်းအစိုးရထက်ကအရေးပါတဲ့ conservative party တောင်မှဒီအတန်ဖိုင်ပေါက်ကြားလာမှုကြောင့်နှုတ်ထွက်သွားခဲ့ပါပြီအခြားပါတီတွေကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးအရေးပေါ်တွေးဆမှုရှိနေတာကိုကြည့်ရင်ထိုင်းနိုင်ငံရေမုတ်တန်းက မကြသေးခင်မှာတော့ငိတ်သက်တော့အုံမဲ့အခြေအနေတော့မဟုတ်ပါဘူးဒီလိုပြောနေလို့မြန်မာဒေါ်လာရေးပေါ်ပါတွေတက်ရောက်မှုရှိတယ်ထိုင်းနိုင်ငံရေးမတည်ငြိမ်မှုဟာမြန်မာဒေါ်လာရေးအပေါ်မှာဓာတ်ရိုက်တက်ရောက်မှုတွေရှိလာနိုင်ပါတယ်ထိုင်းနိုင်ငံရဲ့နိုင်ငံရေးမတည်ငြိမ်မှုဟာမြန်မာအရေးကိုကူညီနိုင်မဲ့အခန်းကဏ္ဍကိုတိတိတတ်တာအားနည်းစေတာဖြစ်ပါတယ်ထိုင်းဟာအာဆီယံရဲ့အရေးပါတဲ့အဖွဲ့ဝင်ဖြစ်တယ်လို့မြန်မာနဲ့ဇက်မှာလည်းတိုက်ပွဲတွေပြင်းထန်နေချိန်မှာထိုင်းပြည်တွင်းရေးမတည်ငြိမ်ဖြစ်နေတာဟာမြန်မာ မြန်မာအရေးအတွက်စိုးရိမ်စရာအခြေအနေပါ အကြက်တဲတွေရင်ဆိုင်နေရတဲ့ထိုင်းဆိုးရဟာမြန်မာအရေးကိုအာရုံစိုက်ဖို့အားနယ်လာနိုင်တာကြောင့်နေဆက်ဖြတ်ကျော့ထောက်ပံ့မှုတွေနဲ့နိုင်ငံရေးဖိအားတွေရောကြလာနိုင်ပါတယ်။ဒါဟာမြန်မာတော်လာရဲ့အတွက်အရေးကြီးတဲ့မဟာဗျူဟာမြောက်ထောက်ခံမှုတွေကိုထိခိုက်စေနိုင်ပြီးနေမြေရှင်းလင်းရေးနဲ့စည်ရေးပြတ်မှတ်တွေကိုရင်ဆိုင်နေရတဲ့မြေပြင်ကနေဆက်ကတိုက်ခိုက်ရေးတော်လာရေးအဖွဲ့တွေမြေပြင်ကတော်လာရေးအဖွဲ့တွေအတွက်တော့စိတ်ခေါ်မှုတွေပို့ပြီးကြီးထွားလာစေနိုင်ပါတယ်။ ထိုင်းနိုင်ငံရဲ့လက်ရှိနိုင်ငံရဲ့အခြေအနေဟာဒေတာတွင်းတည်ငြိမ်ရေးကိုထိခိုက်စေနိုင်တယ်လို့မြန်မာဒေါ်လာရေးအတွက်မဟာမိတ်ဖြစ်နိုင်ခြေရှိတဲ့အရင်းမြစ်တစ်ခုကိုလည်းအားနည်းစေနိုင်ပါတယ်။ဒီခြေအနေကိုမြန်မာဒေါ်လာရေးအင်အားစုတွေအနေနဲ့အထူးပဲဂရုပြုစောင့်ကြည့်လေ့လာပြီးတော့ရေရှည်အတွက်စီစဉ်ပြီးတော့ပြင်ဆင်ထားတဲ့နေဆိုတာကိုတင်ပြချင်ပါတယ်။ကျေးဇူးတင်ပါတယ်။